ဆရာတခုလောက်မေးပြရစီဆရာအမေးပါဗျာဟိုဆရာဆိုးဆိုးပြောတယ်လေဓမ္မစက်ကြဟိုးတဲ့အထဲမှာဒီမှာဒရာတရောဆိုတဲ့ဇကလုံးလေးကြားလိုက်ပါတယ်ဆရာဟုတ်တယ်အဲ့ဒရာတရောကကျမတို့ဒီဓမ္မစက်ကြမှာပါတယ်လေအာပုဂ္ဂိုလ်တ attva အစင်မရှိဥပဒဏ်နဲ့ခန္ဓာလဲအစင်မရှိကိလေသာအစင်မရှိနောက်ဆုံးကျမတို့နိဗ္ဗာန်အာယုံမှာမကန့်ညီဆွန့်လွတ်တဲ့ပေါ့နော်အာပယ်တဲ့အလုတ်တွေရှုမှတ်တဲ့အလုတ်တွေအာယုံကိုကန့်ဆွဲတဲ့အလုတ်တွေပါ တွတ်ချလိုက်တဲ့ဒီကတညံကြီးကိုရောတရာတရောလို့ပြောလို့ရပါလားဆရာရပါတယ်ဗျာရပါရပါအဲ့တရာတရောကိုနည်းနည်းလေးရှင်းပြပေးပါဆရာအတူတူပဲလားဆရာအခုပြောတယ်လေကတညံတရာတရောဆိုတာကျွန်တော်တို့ကဟာလာဝိပဿနာညံရဲ့မဲ့ညံရဲ့ကိုညံရဲ့ရှိတယ်ဟုတ်ကဲ့အဲ့တော့ပညာလမ်းနဲ့သတိပ္ပံလမ်းရှိတယ်မိကိုအကြည့်မှုပြုပြီးသွားတဲ့လမ်းရှိတယ်ပညာနဲ့ဆုံးဖြတ်တဲ့လမ်းရှိတယ် အလွန်များတဲ့မှာတို့တော့ဒီမဆက်ကြလမ်းဆိုတာပညာနဲ့ဆုံးဖြတ်တဲ့လမ်းပဲဖြစ်ပါတယ်ဟုတ်လားအခုကျွန်တော်တို့ရွတ်တစ္ဆာကိုဟောရဲဟုတ်လားဟုတ်လားယောတတယေဝတဏယအတေသဝိရာကနိရောဓော စာကောပရိနိသကောမုဒိနာလေယောဆိုဖွင့်ထုတ်လိုက်တာဖြစ်တယ်အဲ့တော့အဲ့ကိလေသာတွေဟာဟုတ်လားအကျွင်းမဲ့ချုပ်ဆုံးနေကြပါတယ်ဟုတ်တယ်မလားဒါဒီကိလေသာပေါ်မှာကန့်ကြီးခြင်းမရှိတော့ပါဘူးဟုတ်တယ်မလားစာကောဆိုတာဆွံ့လို့တယ် ဝေးစွာဆုံးလုပ်တယ်ဆိုတာအနိဗ္ဗာန်ကိုဟာနိဗ္ဗာန်ကိုမြင်သွားပြီဆိုရင်ကိလေသာနဲ့ဝေးသွားပြီကိလေသာကိုဆွန်ပြီးသားဖြစ်သွားပြီဟုတ်တယ်မလားနောက်အကျိုးမဲ့ချုပ်ရဟာနိဗ္ဗာန်ကိုမြင်သွားပြီဆိုရင်ကိလေသာကိုဆွန်တယ်နောက်ကိလေသာဝေးသွားဆွန်တယ်ကိလေသာနဲ့မကန့်ညီဘူးဆိုပြီးတော့အဲ့ဒီအဲညောသစ္စာအနဲ့ထဲမှာအဲ့ဒီအချက်ကိုရာကောဟုတ်လားပရိနိဗ္ဗာန်ကောမုဒိအနာလေရောဟုတ်လားယောတတယေဝတဏယအတေတ အဝိရာကနေရောတော့အကျွေးမဲ့ချုပ်တယ်လို့ဘာသာပြန်ဆိုပါတယ်အဲ့ဒါတွေကအကုန်လုံးကအဲတကြောင်းနဲ့မိလို့ရှင်ရပါတယ်အိုက်တနာတွေအစင်သေးတယ်လို့သိသွားပြီးနောက်ကပါဠိတော်တွေသူရရှင်ရယူသူရဲ့ကီးကအနှစ်သာရပါလဲဆိုကိလေသာအစင်သေးတာကိုသိဖို့သာဖြစ်ပါတယ်အဲ့ဒါဆိုရင်ညီတော်သာမြင်ပါတယ်အဲ့ကိလေသာအစင်သေးလို့မြင်တာ ਨੇ သကုံဥဒ္ဓဘာတိညာဏဥဒ္ဓဘာတိခဏသေးလို့မရဘူးသတိထားသတိထားပြီးတတ်လို့သိမှာဆိုရင်မရဘူးဟုတ်လား အခုကျွန်တော်တို့သတိပ္ပံနဲ့အလားသတိပ္ပံမှာရှိတဲ့ဥပဒနာတမာရီနဲ့မေတ္တမာရီကြီးကသရာတော်ဆိုတာကသူကသတိထားပြီးတော့မှတတ်မှန်ပေးမှာကိုဆိုလိုတာဖြစ်ပါတယ်ဒီဘက်ကသရာတော်ဆိုတာအခါခတ်သိမ်းအလားကွင်းလွန်ငြိမ်းတာကိုဆိုလိုပါတယ်အခါခတ်သိမ်းကွင်းလွန်ငြိမ်းနေရှိဆိုတော့အခါခတ်သိမ်းဆိုတာကိလေသာတွေကအခါခတ်သိမ်းအလားသိနေတယ်လို့သိသွားတာကိလေသာလည်းဟုတ်လားဒါမှမဟုတ် ကင်းရာကုံရာချုပ်ရာငိမ့်ရာလွတ်ရာအဲကျွန်တော်ဝိမုတိဆက်ထဲမှာနေတဲ့အခါကျတော့နိဗ္ဗာန်ချမ်းသာနေလို့မရတာလေဟာလားလင်္ကာသုံးခုရှိတယ်အဲသုံးခုထဲမှာဘာလဲဆိုရေးရာတိငိမ့်ရာမှန်လင်ကိမ့်မလာပြီးစားပြီးခွဲလေလွတ်ရာတိလွတ်ရာမှန်လင်ဘေးပြာမရှိဘူးခွဲလေဟာလားအေးရာတိအေးရာမှန်လင်လှုပ်ရှားမရှိဘူးခွဲလေဆိုတာတကယ်အဲ့လားကျွန်တော်တို့ဒီဓမ္မရတ္တကိုခံစားနေရတဲ့လူတွေကများတယ်ဆိုတော့အင်းငင်းရာဆိုတာအဲ့လားဒုက္ခဝေဒနာမဖြစ်တာ သောဏသဝိညာဉ်ဖြစ်တာကိုအင်းကျင်းရလို့ဆိုပြီးတော့မှဒီသောဏသဝိညာဉ်ပေါ်မှာပဲဟလာကြည်နုပြီးတော့မှယက်တံမျိုးနေကြတယ်ဟိုလေတကယ်အရိယာတွေပြောတယ်အင်းကျင်းရအစစ်ဆိုတာအလုတ်ငိမ့်တာကိုပြောတယ်အလုတ်ငိမ့်တာအင်းကျင်းရအစစ်ပြောတခါအလုတ်ငိမ့်သွားပြီဆိုပူလဲပဲသူ့ကိုထဲစရာအလုတ်မရှိဘူးဆိုတော့အဲ့ဒါအင်းကျင်းချင်းအစစ်ပြောအဲ့တော့ကလွတ်ရလို့ပြောတဲ့အခါကျတော့အဲ့ဒါလွတ်အောင်သတိထားနေရတာဟုတ်လား ီဝိပဿနာဉာဏ်နဲ့မဲ့ဉာဏ်ကနေကြည့်မဲ့တမာဒိဋ္ဌိကြည့်မယ်ဆိုခန္ဓာဆုံးတဲ့အလုပ်တွေတဏှာဆုံးတဲ့အလုပ်တွေရှိတယ်။အဲတဏှာဆုံးတဲ့အလုပ်ခန္ဓာဆုံးတဲ့အလုပ်တွေကိုလုံနေရသေးလို့ရှိရင်အဲအခုကသူကဘယ်လိုလုပ်ပြီးလွတ်တယ်လို့ပြောတယ်။အဲ့ဒါမှအဲ့တော့လွတ်တယ်ဆိုတာဘယ်ချိန်ကျမှလွတ်မှာလဲဆိုတော့အဲ့ဒီညိတာတွေမြင်ပြီးတော့မှအဲ့ပုံမှာမပယ်ပဲမတွယ်ပဲနေနိုင်မှသာလေ။အဲ့ဒါအစဉ်လွတ်တယ်လို့ပြောတာ။အဲ့လွတ်ရသည်လွတ်ရမင်းသေးပြမရှိဘူးကလေ။ လာခုနကမနောအနိဗ္ဗာန်ချမ်းသာခံစားရတယ်ဆိုတော့အာယုံမှာဘာတွေတွေ့လဲမလွတ်တာတွေတွေ့တယ်အလုတ်ကြီးနေလို့ပြောတဲ့အာယုံမှာအလုတ်တွေတွေ့တယ်အဲ့အလုတ်တွေကအာယုံနေအဲ့အလုတ်တွေကအစဉ်မရှိပါဘူးလို့သိချင်းကအလုတ်ကြီးရတဲ့နေချင်းကဖះခံစားတဲ့အင်းငင်းချင်းစစ်အရိယခံစားတဲ့အင်းငင်းချင်းစစ်အဲ့အေးကြီးမှုကကိုယ့်ရဲ့မနောရဲ့အလုတ်ငြိမ်းလားမငြိမ်းလားဆိုတာကိုယ့်ရဲ့ဉာဏ်မှာပဲသိဘူးကိုယ့်ရဲ့ဉာဏ်ကအဲ့အလုတ်တွေမြင်ပြီးတော့သဗ္ဗေတေကာလအနေစာအဲ့အလုတ်တွေကအစဉ်မရှိပါဘူးလို့သိရင်အဲ့ဒါငြိမ်းချင်းစစ်ငြိမ်းနိုင်တဲ့အသိဉာဏ်ပဲအသိပညာပဲ ညီတာတွေမြင်လဲညီရတွေမြင်ပြီးတော့လို့အောင်မလို့ရတော့ပဲနဲ့ဟုတ်လားလို့အောင်သွားလို့ရင်ညီတာတွေအရှိသားမြဲဖယ်ရမယ်အဲညီတဲ့ကိလေသာတွေအရှိသားရအဝိဇ္ဇာလည်းရှိတယ်ဟုတ်လားဖယ်တဲ့အလုပ်တွေလည်းရှိတယ်ဆိုတာတောင်မြန်လည်းနေတယ်ပေါ့ဗျာเนาะဒါကြောင့်မလို့အဲ့ချိန်မှာညီတာကိုမြင်ပြီးတော့လို့တဲ့တိုင်းနေမယ်ဆိုရင်သူ့မှာဘေးမရှိတော့ပါဘူးအဲ့လိုပဲငြိမ်းရဆိုတာကျွန်တော်တို့ကတော့မပူရင်တော့ငြိမ်းတာပေါ့မှန်တကယ်တော့ပူလျက်ဆဲမှာပူလက်ပူတာကိုမြင်နေရဆဲမှာငြိမ်းနေပါတယ်လို့ကျွန်တော်သဘောပေါက်ပါ အဲ့လိုသိသားမယ်ဆိုရင်ပူဓာရီငြိမ်းအောင်မလုပ်ရတော့ဘူးမလွတ်တာရီလွတ်အောင်မလုပ်ရတော့ဘူးအလုတ်တွေမြင်ရပြီးတော့အလုတ်ငြိမ်းတာနဲ့နေနိုင်ပြီအဲ့ဒါဆိုရင်ဘုရားရိယာတို့ခံစားတဲ့ဟလာအလုတ်ငြိမ်းတဲ့သရသရောတည်တာလင်လွတ်ရစေဖြစ်ပါတယ်ငြိမ်းရစေဖြစ်ပါတယ်ဟလာအလုတ်ကုန်ရစေဖြစ်ပါတယ်ဒီငယ်ပြောတော့အရိယာတွေခံစားတဲ့အေးချမ်းမှုရတာစင်စစ်ဖြစ်ပါတယ်အလုတ်ငြိမ်းတာသာလေအနစ်တာသာဖြစ် လာဆိုရမလားဆရာမကြီးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဟုတ်ပါဟောလေအာယုံဤအညုခံနန္ဒမနဲ့ညီပါဆိုတာလေဆရာအာအာယုံကနိဗ္ဗာန်ဆိုလို့ရှိရင်ကျမတို့ဒီနိဗ္ဗာန်ကိုပါဆွန့်လွတ်ပြီးနေတဲ့ဉာဏ်နဲ့နေတာကိုပြောတာလားဆရာမှန်ပါဗျာဒါမလို့ဟုတ်အဲ့ဒါကျွန်တော်ပြောတာနိဗ္ဗာန်မေဂတနိဗ္ဗာန်ဗလတနိဗ္ဗာန်ကသာမေဂုဖြစ်စီတယ်နိဗ္ဗာန်ကတော့ဖြစ်စီတယ် ဟုတ်လားနန္ဒမဆိုတာအာရုံမြှုပ်တဲ့စိတ်အခုကြတော့သစ္စာလေးပါးကိုတပြိုင်တည်းသိပြီးတော့မှဒီအရဟတုစိတ်ဆိုတာအညွတ်ခန္ဓာနန္ဒမနဲ့အညွတ်ခန္ဓာနန္ဒမဖြစ်ပါတယ်ဟုတ်လားအညွတ်ဘယ်သူရဲ့အညွတ်ခန္ဓာနိဗ္ဗာန်ရဲ့အညွတ်ခန္ဓာနန္ဒမနဲ့နေတာဒါကြောင့်မလို့တင်းနဲ့တစ်ပေါင်းတစ်အာရုံကိုကျွန်တော်တို့အာရုံပြုပြီးတော့အာရုံကိုမြှုပ်ပြီးနေတာဒုက္ခအစဉ်ဝိညာဉ်ကိုသိပြီးတော့ဟာလားအညွတ်ခန္ဓာနန္ဒမဒုက္ခငြိမ်းတဲ့နိဗ္ဗာန်ကြီးဟာအဲ့ဒီကျွန်တော်တို့ရဲ့ဓာတ်ပုံစံကြီးညွတ်နေရတယ်ဒါမှမဟုတ်အညွတ်ခန္ဓာနန္ဒမနဲ့ နေခြင်းဟာဒီမှာအဲ့ဒါဖြစ်ပါတယ်အဲ့ဒါဥပဒေဆက်လက်ပုဂ္ဂိုလ်များရဲ့နေနည်းတိုင်းတွေဖြစ်ပါတယ်အားပါတဲ့ဆရာမကြီးဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာထူးဆန်းလိုက်တာဆရာအဲ့ဒါအနိဗ္ဗာန်အညို့တာဖြစ်နေတယ်ဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်ဆရာဟုတ်ကဲ့ပါဆရာဟုတ်ကြာကြာလားဆရာကြာလားတန်ကြာပါလေတန်ကြာပါလေဆရာကျွန်တော်သိချင်တာဟိုမှန်တယ်မှမြင်တဲ့အရေးက အဲ့ဒါထိတွေ့လို့မရတဲ့အတွက်ကြောင့်အဲ့ဒါနိတတနိတတနာဇီဝနာပုက္ကလနာအတ္တလို့ခေါ်ဟလားဆရာအဲဟုတ်တယ်လေအဲ့တော့အပြင်မှာအပြင်ကတကယ်ထိတွေ့လို့ရတဲ့အစ်စ်ကြအဲ့ဒါကြလဲအရေးပဲအာယုံရိပ်ပဲသတ်မှတ်လားဆရာဖသဧကံတော့ဖသသမှုရောဒုတိယံတော့ဖသနေရောတော့မြင့်စီတယ်အခုနမြင့်စီလျှောက်ပြောတယ်လေဖသဆိုတာထိတဲ့စိတ်ကိုတိတဲ့အခါမှာအဲ့ထိတဲ့စိတ်ကရှိသေးလား မရှိတော့ဘူးအေးမရှိတာဘာသာအာယုံအာယုံအဲ့တော့အပြင်ကထိတွေ့လို့ရတဲ့ခန္ဓာကိုယ်ကလည်းအရေးပဲတတ်မှာအရေးပဲပေါ့ဆရာအေးလေအာယုံအရေးအာယုံ image အာယုံအရေးပဲပေါ့နော် image အာယုံရေးဟုတ်တယ်မဆရာဟုတ်တယ်ဟုတ်ကဲ့ကျေးဇူးပါဆရာကျေးဇူးပါဆရာဟုတ်ပါပြီဟုတ်ပါတာလူတာလူတာလူဆရာဟာအပြည့်ဒီစားစိတ်အကြောင်းလေးနည်းနည်းပြောပြပါကျွန်မသိနားမလဲလို့ မပြည့်စည်တာပြည့်စည်ရဲ့နေရာသွားအောင်ဆရာမကြီးအကျင့်မပြည့်စည်သောစိတ်သည်အတ္တိရှိတယ်မပြည့်စည်သောစိတ်ရဲ့လွတ်မြောက်ရာသည်သာသနာတော်ရဲ့အဆုံးအမဖြစ်တယ်မပြည့်စည်သောစိတ်ရဲ့လွတ်မြောက်ရာသည်သာသနာတော်ရဲ့အဆုံးပန်းနိုင်ဖြစ်ပါလေဩပမာဝဲဘာသာဝေမတုဒိဋ္ဌနာဝဲကဒါပါဠိတော်မပြည့်စည်သောစိတ်ဆိုတာရှိပါတယ်ဟာမပြည့်စည်သောစိတ်ကသန္တရာရဲ့လွတ်မြောက်တဲ့စိတ်ဖြစ်ပါတယ်ကိလေသာအာရမဏိကမနောဝိညာဉ်ပြောတာလားဆရာဟုတ်ပါတယ်ဗျာအာရမဏိကမနောဝိညာဉ်ပြောတာ အဲ့တရားတွေကလည်းဒီကံမှာမပြည့်စည်တော့ပါဘူးဥပနဲ့ဥပနဲ့ဘင်းမရှိတော့ဘူးဒီနဲ့မပြည့်စည်ပဲနဲ့နေပါဝင်ကြတာဖြစ်ပါအဲ့ဒါကိုလည်းကျွန်တော်တို့အခုဟိုစာပေသမားတွေလာပြီးတော့မေးကြတာစိတ်ဆိုတာပြည့်စည်တယ်မပြည့်စည်ရစိတ်ဆိုတာမရှိဘူးလို့ဒီလိုပဲတွေးကြတာများပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုပဲတွေးမိပါတယ်ဟုတ်ကဲ့အဲ့လိုပဲတွေးမိတာအဲ့တော့ဘယ်အမှဖြစ်ပြက်မြင်ဖြစ်ပြက်ပုံဖြစ်ပြက်ဆုံးသွားပြီဟုတ်ကဲ့ဖြစ်ဆုံးသွားပြီဆိုတော့တခြားလည်းမဖြစ်မပြတ်ပြောတာ ဖြစ်မပြက်တာပြောတာပါရှင်အဲမဖြစ်မပြက်တာဆိုတော့ပြက်စည်းလားမပြက်စည်းဘူးလားပြက်စည်းကြမရှိဘူးလေအဲအဲ့တော့အဲ့နေရာရောက်သွားရှင်တော့အမှားရတဲ့မှလေးလည်းလောက်ဟုတ်လားနော်အဲအခုကတော့ညံမပြက်စည်းတာပဲဥတည်ပြီးတော့ခရဟောတာလောလောဆယ်မှာညံမပြက်စည်းပဲလို့တဲ့ဇန်နေရာကြမ်းတမ်းတဲ့အာယုံကြီးတိမ်မွေးတဲ့အာယုံကြီးကိုအောင်နဲ့တွေ့ရင်ဇန်နေရာကိုပြက်စည်းတယ်ဟုတ်လားကျွန်တော်တို့ဟုတ်လားအဲမဲ ရင်လေးမြန်ဇံကစားတယ်ဇံကစားရင်မြန်ဂမ်းမနဲ့ညားလိုက်မယ်လို့ပြောတဲ့အခါကျတော့ကွင်းလေးကဇံနဲ့ပြန်နေတော့မှအောက်ကဒကန်းနေမှလေးရှင်းဆိုဆောင်ကိုကြားတဲ့အခါကျတော့အဲ့ဇံကဖုတ်ဆိုရှော့ကြမလားဟုတ်လားကြကြနိုင်ပါလေရှော့ကြလားအဲအဲ့ဇံတွေကအခုနပြောတဲ့အာယုန်နေနဲ့ကာမအာယုန်နေတွေ့ရင်အဲ့ဇံတွေအကုန်ပြရတာဖုတ်ဆိုပါတယ်နော်ဒါမှမဟုတ်ဟုတ်ကဲ့ကျွန်တော်တို့ဟိုဆရာလောင်းယတိဘွားတုန်းကလည်းဒီတိုင်းပဲဟုတ် သတိသာဘွားကိုဆုံးလွန်ပြီးတော့မှတော်ရမှာ20 30ကျင့်ပြီးတော့ဇန်နေရတယ်။ဒါပေမဲ့ဘရင်နန်းတော့ဆုံးခန့်လာတဲ့ခါကျတော့ဖို့ဆိုဇန်ကလျှော့သွားပြန်ချက်ချင်းပြန်ဟုတ်တော့မလို့အဲဘာဖြစ်လဲဆိုအဲ့ဇန်ကြီးကပျက်စီးတယ်ဆိုတာအဲ့ဇန်ရဲ့ဇန်တိရဲ့အသိဉာဏ်ကြီးကမကိုင်းကံမှုပျက်စီးတယ်။ခိုင်ကလို့ဟုတ်ကဲ့ခိုင်ကံမှုအခုသစ္စာလေးပါးကိုတပြိုင်တည်းတိတဲ့အသိဟာဟုတ်လားအဲ့အသိဉာဏ်ကြီးကဘာတွေနဲ့ကြုံရကြုံရဆိုပျက်စီးရအောင်ရှိပါဘူး။ဟုတ်ကဲ့ ပျက်စီးရအောင်ရှိပါမလားမရှိပါဘူးအဲမရှိဘူးလေအဲ့ဒါကြောင့်မို့တော့အောင်ဆုံးညံမပျက်စီးတာကိုအရင်ဆုံးပြောပါညံမပျက်စီးရနောက်ကြရင်အဲ့ဒီညံနေမပျက်စီးတဲ့အသည့်ညံနေနဲ့ကျွန်တော်တို့ကနောက်ဆုံးဇာတိနောက်ဆုံးဘဝကိုပိုင်ဆိုင်ထားကြတဲ့ကိတ္တညံကိုရပြီးတော့ဟလာနိဗ္ဗာန်ဝင်သွားကြတဲ့အခါမှာလည်းပဲဟလာကာသင်္ခါရရမယ်စိတ်ကသင်္ခါရရမယ်ဝစီသင်္ခါရရမယ်အဲ့ဒီမှာလည်းဒီစိတ်တွေကမပြည့်စည်ဘဲနဲ့နေပါဝင်ရမှာဖြစ်ပါတယ်။မသိခင်မှာတွေ့ရှင်တော့အမှန်တည်းတော့အမှန်တည်းတော့လှုပ်တဲ့အခါမှာ ိုကျွန်တော်တို့ delivery line ကသွားတဲ့ပုံစံတွေကပို့ပြီးတော့ပြောလို့သွားမှာလေဖြစ်ပြက်မြင်ဖြစ်ပြက်မို့ဖြစ်ပြက်ဆုံးဖြစ်ပြက်ဆုံးသွားတဲ့အချိန်မှာသူပျက်စီးတဲ့တရားတွေ့မှာလားမပျက်စီးတဲ့တရားတွေ့မှာလားမပျက်စီးဖြစ်ပြက်ဆုံးပျက်စီးတဲ့တရားတွေ့ရမှာလေကြတော့ဒါပဲပေါ့ဒါမှမဟုတ်မပျက်စီးရစိတ်ကြီးအထီရှိတယ်မပျက်စီးရစိတ်ရလွမြောက်ရသည်သာသနာ့ရဲ့အဆုံးမှာဖြစ်တယ်မပျက်စီးရစိတ်ရလွမြောက်ရသည်သာသနာ့ရဲ့အဆုံးပန်းနေဖြစ်ပါလေကျွန်တော်တို့ကကြတော့ ဥပါဒံချုပ်ရင်ွားတဲ့အတိမာနောက်ခန္ဓာဘောဥပါဒံမဆိုရင်နိဗ္ဗာန်ဝင်တာပါပဲဆိုတော့ဟိုလောလောဆယ်မှာတော့ကျွန်တော်တို့ဟလာမပြည့်စည်စိတ်ကိုတွေးနိုင်ဘူးဥပါဒံကိုချုပ်ခွင့်ရပြီဥပါဒံချုပ်တဲ့အခါကျတော့အတိမာအယုံမလာတာနှစ်ယောက်ပါရဟန္တာလည်းမလာဘူးဉာဏ်ဝိဓိပုဂ္ဂိုလ်များလည်းမလာပါဘူးကတ္တဉဏ်ရတဲ့ပုဂ္ဂိုလ်တွေလည်းမလာပါဘူးအဲ့လိုမလာဘူးဆိုလို့ရှိရင်နိဗ္ဗာန်ဝင်မှာဖြစ်ပါတယ်နိဗ္ဗာန်ဝင်တဲ့အခါကျရင်ခုနကျွန်တော်တို့သိရင်ဝင်လေထွက်လေရမယ်အဝိဒဝိဒါကဝိနာတညာလေးရမယ် အချိန်မှာအာယုံမလာတဲ့အတွက်ဝိဒေဝိဇ္ဇာတိုင်းလည်းရမယ်အချိန်ကြာလို့ရှိရင်ပြည့်ပြည့်ဆုံးတဲ့နိဗ္ဗာန်ကိုရောက်သွားကြမှာပဲဖြစ်ပါတယ်အခုမသေးခင်မှာရချင်းရောက်ချင်တယ်ဆိုရင်တော့အမရေသမလေးကနေရမှာဖြစ်ပါတယ်အမရေသမလေးကနေပြီးမသေးခင်မှာလည်းပဲပြည့်ပြည့်မြင်ပြည့်ပြည့်ဆုံးတဲ့နေရာကိုရောက်နိုင်ပါတယ်အဲ့ဒါတော့ကိုကြိုက်တဲ့လမ်းကိုရွေးပါဒေသနာကတော့ကျွန်တော်ကတန်ဟုတ်ပါပြီတော့ပေါ်မှာဝဲဘာသာရောပမာတော့ဒီမြတ်စီစွာစေသည် အတိရှိပါတယ်ဒီပြည့်စုံစိတ်ရဲ့လွတ်မြောက်ရာဒီသာသနာရဲ့အဆုံးမှာဖြစ်ပါတယ်ဒီပြည့်စုံစိတ်ရဲ့လွတ်မြောက်ရာဒီသာသနာရဲ့အဆုံးပန်းနိုင်ဖြစ်ပါတယ်ပညာကဟုတ်ပြီနော်ဆရာကြီးဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့